မြိတ်တူဝဲလမ်းပိုင်းမှာရရှိတိုက်ပွဲဖြစ်ပွားနေလို့ခီးတော်ပြည်သူတွေကုန်လန်းစာရေလန်းကိုသာအဓိကထားအုပ်ပြုနေရတယ်လို့ဒေသခံတွေကပြောပါတယ်။အေဘီလာ၁၈ရက်နေ့ကဖြစ်ပွားတဲ့တရချောင်းမြို့နယ်ဝင်းဝတ်နယ်မြေရက်စကန်တိုက်ပွဲနဲ့ပလုံမြို့နယ်စစ်တူးချင်းရွာတိုက်ပွဲတွေကြောင့်စကောက်စီတန်နဲ့ကီမျိုးသားလုံးမြောက်ရေးတက် KLA တိတုကောက်ပွဲရေးပူပေါင်းတက်တွေကြားမြိတ်တူဝဲလမ်းပိုင်းမှာဆက်ရေးပြင်းထန်လျက်ရှိပါတယ်။ တက်ကောင်စီကလည်းလေကြောင်းအုပ်ပြုတက်ခိုင်နေတာကြောင့်တဝင်းမြစ်ကိုတောင်ခီးသွွားပြည်သူတွေနဲ့ခီးသွွားရှင်တွေယာနစ်ချီပိတ်မိနေတာပါ။ဒါကြောင့်အေဘီလာ20ရင်းနေကစလို့မြေမြုံနဲ့ဒဝင်မျိုးတွေကိုအမြန်ရင်ရွေတွေနဲ့ပြည့်စွက်မှုများရှိလာပြီးခီးသက်တူအုပ်ကိုတုံးသိမ့်ကြက်နှုံပေးရတယ်လို့ခီးသွွားရေးစီကတီးရပါတယ်။ခီးစိတ်အနေနဲ့တူအုပ်ဆိုရင်တုံးသိမ့်ကြက်နှုံဟာကုလမ်းမသွားတဲ့ဇေယိတ်ထက်ဆက်ဆနေပါမြန်မာနေတာကြောင့်မဖြစ်မနေအရေးပေါ်သွားရမယ်ခီးသွွားရေးသာတတ်နိုင်တာပါ။ မတတ်နိုင်တဲ့ခီးသွွားပြည်သူထောင်ချီဟာဒူဝဲမြိတ်နဲ့ပလောင်မြုံနယ်တွေမှာစောင့်ဆိုင်းနေဆဲဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ဒါအပြင်ပလောင်နယ်ဒူဝဲမြို့ကိုလည်းခီးသက်တူဦးကိုစက်တသိန်းလုံးနဲ့ရေချောင်းကနေဆက်လီနဲ့လည်းအပြန်အလှန်ပြေးဆွဲပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်။